မျက်နှာပေါ်မှာအရေးအကြောင်းတွေပေါ်ပြီးတော့ပုံမှန်တက်အိုမင်းရင်ရောင်နေပြီလားဒီနေ့တော့ vitamin B3 အကြောင်းကိုပြောပြမယ် B3 ကိုနိုင်ယာဆင်လို့လဲခေါ်တယ်ဒီနိုင်ယာဆင်မှာပုံစံနှမျိုးရှိတယ်နီကိုတင်နဲ့အက်ဆစ်နဲ့နီကိုတင်နမိုက်ဆိုတဲ့ပုံစံနှမျိုးရှိတယ်နီကိုတင်နဲ့အက်ဆစ်ကနှလုံးကျန်းမာရေးကိုကောင်းစေတယ်သူတဲ့မှာရှိတဲ့ LDL လို့ခေါ်တဲ့မကောင်းတဲ့အဆီတွေကိုရှော့ချပေးတယ်နောက်ပြီးတော့ HDL လို့ခေါ်တဲ့ကောင်းတဲ့အဆီပမာဏကိုလည်းတိုးမြင့်ပေးတယ်နောက်ပြီးတော့သူကအုံနောက်နဲ့အာရုံကြောကျန်းမာရေးကိုအထောက်အပံ့ပေးတယ် ။နောက်ပုံစံတစ်မျိုးဖြစ်တဲ့ nicotinamide ကကြတော့အရေးပြားကျန်းမာရေးကိုအထောက်အပံ့ပေးတယ်။သူ့ကိုတချို့ skin care တွေမှာတွေ့ရတယ်။ nicotinamide ကအသားအရေကိုတင်းရင်ပြီးတော့လှပစေတဲ့တင်းတိတ်တို့မှဲ့ကြောက်တို့ကိုလည်းသက်သာစေတယ်။နောက်ပြီးတော့နေလောင်တန်းအနေနဲ့ပြီးတော့လည်းကာကွယ်ပေးတယ်။နိုင်ယာစင်ပေါ်ကျွေးသွားတဲ့အစာတွေကအသားငါးအမျိုးမျိုး၊အသည်အမြင့်၊အသီးအနှံ၊ဘဲအမျိုးမျိုးတို့အစိအစံတွေမှာပေါမျောစွာပါဝင်နေ။ဗီတာမင် B3 ချို့တဲ့ရင်တော့ဖလာဂရာဆိုတဲ့ယောဂါဖြစ်မယ်။ဖလာဂရာယောဂါအကြောင်းကိုကျွန်တော် 4D နဲ့ရှင်းပြပေးမယ်။ ပထမဆုံးဒီကဓာမတိုက်တို့လို့ခေါ်တယ်အရေးပြားတွေရောင်ရမ်းတာပေါ့ဘလူနေရာတွေမှာအဓိကရောင်နေဆိုရင်နေရောင်တွေထိတဲ့နေရာတွေမျက်နာတို့လေဘင်းတို့လက်တို့ခြေထောက်တို့မှာရောင်တယ်အရေးပြားတွေရောင်ရင်ဘလူဖြစ်မလဲဆိုတော့သူကနေလောင်းထားသလိုညရဲ့ကြမ်းတမ်းပြီးတော့၆တွေနေမယ်ပြီးတော့အဖက်တွေကွာလာမယ်လေဘင်းနားတစ်ဝိုက်မှာဆိုရင်ဆွဲကျိုးလိုပဲအကွင်းလိုက်အနာတွေဖြစ်မယ်အဲ့ဒါကို Kessel necklace လို့ခေါ်တယ်နောက်ဒီတလုံးကတော့ diarrhea လို့ခေါ်တယ်ဝင်းရှော့တာပေါ့ဗျာဝင်းပြက်ဝင်းရှော့ပေါ့နောက်ဒီတလုံးကတော့ dementia လို့ခေါ်တယ် သတိမေ့ယောဂါပေါ့အဲ့ဒီ dementia ကြောင့်ကိုတော့ကျွန်တော်တသက်ပြီးဒီပုံနဲ့ပြန်ပြီးရှင်းပြမယ်နောက်ဆုံးဒီတလုံးကတော့ tap ပေါ့အဲဆူဆူရွာရွာချုပ်တဲ့တော့သိမှာပေါ့နော်ဒီဘက်ခင်မှာတော့အာဟာရမျှတစွာစားတော့တာရယ်ဗီတာမင်အဖြစ်စည်းတွေပေါ်လာတာရယ်ကြောင့်တော့ဒီပလာဂရာဆိုတဲ့ယောဂါကအဖြစ်တော့နေသွားပြီပေါ့နော်။ဒါပေမဲ့ခုပတ်ဝန်းကျင်မှာဒီလိုလက္ခဏာစုတွေကိုတွေ့ရင်တော့နှိစက်ရဆေးကမ်းမှာပြတ်တတ်ဖို့ကြံပြလိုက်ပါတယ်။ဟုတ်ကဲ့ဒေါက်တာရှင်းအောင်ပါ။